DPP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။အမေရိကန်ကုတ်သွေးဝကြီးဌာနကဆော်ဒီနဲ့ UAE တို့ကို NVIDIA Blackwell AI ချစ်ပြ3500တင်ပို့ခဲ့ပါတယ်။ဒါဟာ Humane Assistion အတွက်ဒေါ်လာ1ဘီလီယံတန်ကျေးဝယ်ယူမှုပြုခဲ့ကချစ်ပြ6သိန်းထပ်မံဝယ်ယူဖို့ရည်ရွယ်ချက်ရှိက Elon Musk နဲ့လည်း XAI Plan ပြုလုပ်ဖို့ရည်ရွယ်ချက်ရှိပါတယ်။ ဆော်ဒီအရှေ့မင်းသားရဲ့တောက်ဆုံမှုကြောင့်ဆူဒန်ပြည်တွင်းစစ်အုံတိုက်ရေးဆောင်ရွက်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါရယ်ဒေသတွေတည်ငြိမ်မှုရှိစေဖို့ဆော်ဒီအာရေဗျ UAE အဂျင်နဲ့တခြားအရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ထရမ့်ကဆိုရှယ်မီဒီယာမှာ post တင်ထားပါရယ်လေမိုင်းဆရာရာဇုံမှုတွေကျူးလွန်တဲ့ SD ရဲ့ဖိုင်တွေနဲ့ပတ်သက်ပြီးထုတ်ဖော်ခွင့်ကိုထရမ့်ကနိုဝင်ဘာလ20ရက်နေ့မှာလက်မှတ်ရထုတ်ခဲ့ပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။